25ခုနဲ့နိုဝင်ဘာလ23ရက်ဒီနေ့တနင်္ဂနွေနေ့အတွက်ခနေ့သားမီးအားလုံးတို့အတွက် numerology ဂဏန်းပင်ညကတော့သူ့လိုတန်းတန်းဖြစ်စေတဲ့သင်္ကေတနမိတ်ပါပဲ။ဒီဝကျက်တွေတန်းတန်းဖြစ်တတ်တဲ့ငွေရဖို့ကိစ္စတွေတန်းတန်းဖြစ်တတ်တယ်။လူရင်းတွေမိတ်ဆွေရင်းတွေနဲ့အခေါ်ပြောပြတတ်တဲ့ပရိပခတ်တွေဖြစ်တတ်တယ်။တောင်တောင်နဲ့အထင်မြင်လွဲမှားမှုတွေကြုံတတ်တယ်။ခြေထောက်ထိခိုက်မိတာလို့လက်ကိုထိခိုက်မိတာလို့ခါးကိုထိခိုက်မိတာလို့ဂျုံတွေ့ရတတ်တယ်။ဒီနေ့မှာက လူရင်းမိတ်ဆွေရင်းတို့နဲ့အခေါ်ပြောပြတ်တတ်တယ်။ကိုမှရှိနေတဲ့နေရာထိုင်ခင်းအစာအုပ်တွေပြင်ဆင်တာပြောင်းရွှေ့တာမျိုးလုပ်ဖို့အစီအစဉ်တွေပေါ်ပေါက်တတ်ပါတယ်။ဒီလိုနေ့မှာခုနှစ်သားမိနေအားလုံးကံထူးကောင်းမှုအတွက်ကတော့မနက်စောစောမှာဗုဒ္ဓဂုံတော်ကိုရွတ်ဆိုပြီးတော့မျက်စမျက်နှာသိချင်းအပြင်တနေ့တအောင်ကံထူးကောင်းပါလိမ့်မယ်။ဒီနေ့အတွက်ပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအတွက်ပညာသင်ကြားရေးအစီအမေဖို့အတွက်ကတော့အိမ်ကထွက်တာနဲ့အသီးတစ်မျိုးစပြီးတော့ထွက်ချင်းအပြင်တနေ့တအောင် တင် जा ချင်းကိစ္စများအောင်မြင်ပါလိမ့်မယ်ဒီနေ့မှာမိရှုတန်စဉ်ဖွားမြင်ကြတဲ့ညင်သွေးရတနာရဲ့အတွက်ကတော့မာမုတ်ဗေဒနိယတနင်္ဂနွေနေ့ဘဝဘင်္ဂဘဝဇာတာချင်းနေဖြစ်ကြပါတယ်ဘင်္ဂရဲ့သဘောတရားရငယ်စဉ်မှရှုကြတော့လဲကြီးတဲ့အခါမှာအောင်မြင်မှုရပါလိမ့်မယ်ဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရရလမ်းညွှန်မယ်ဆိုရင်တော့မြတ်စွာဘုရားရှင်ကိုအုံနုံခေါ်ဆက်ဆုံးလှူဒန်းခြင်းရွှေမျိုးမိတ်ဆွေများကိုအုံနုံခေါ်ဆက်လှူဒန်းခြင်း အာမိသားစုဆွေမျိုးရင်းများကိုအုံနုခေါ်ဆဲဒါနပြုခြင်းအပြင်အလွန်ကျိုးထူပါလိမ့်မယ်အကျိုးပေးဆုံးမကဏ္ဍကတော့နှစ်ကဏ္ဍလေးကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေများငွေကန်အထူးကောင်းမှုတည်းဆိုရင်တော့ဆုံးကန်ဖုန်ကြီးကိုအာငပြောတိမဲ့သုံးလုံးလူရင်ငွေကန်ကောင်းမှုတည်းဆူတောင်းလိုက်ပါခင်ဗျာဈေးကောလက်ကောအစီရင်ဖြစ်နေရတော့မိမိရဲ့စိုင်ရှိမျက်နှာသာကိုတကြအနေငယ်ကျဲပက်လိုက်ရင်လည်းဒီနေ့ဈေးအောင်ကောင်းမှလေးဆူတောင်းလိုက်ပါ အမှုကြုံနေတဲ့သူတွေရှိရဆိုတော့အမှုကြုံနေတဲ့သူရဲ့နာမည်ကို တမောသီးမှာရေးပြီးညနေပိုင်းဟိုရေစည်းမှာသွားပြီးမျောလိုက်ပါကျမ်းမာရင်အញ្ញံခိုက်ရှိရသူတွေအတွက်ကျမ်းမာဖို့လို့အတွက်ကတော့အနီအောင်ဖျောင်းနိုင်နေဖျားမိထုံးရင်ကျမ်းမာဖို့အတွက်ဒီနေ့ဆုတောင်းလိုက်ပါအိမ်တော်ရဲ့မေတ္တာရေးကိစ္စတွေတော့အင်းချမ်းပြင်လဲသွားပါလိမ့်မယ်အိမ်တော်မေတ္တာအင်းချမ်းဖို့လို့အတွက်ကတော့ရေခဲပါတဲ့အချွေနှစ်ခွက်မြတ်စွာဘုရားရှင်ကိုကတ်လူလိုက်ကြပါခင်ဗျာ